မတို့လိုချင်မှလိုလိမ့်မယ်တချို့တွေကလည်းလိုလို့လိုနေမှမသိတာမျိုးတွေလည်းရှိကောင်းရှိနိုင်တယ် ။ဒါပေမဲ့တစ်လုံးလုံးရှိထားလိုက်မယ်ဆိုရင်တော့ဖြင့်เนาะကျွန်တော်တို့ရဲ့နေစဉ်ဘဝမှာအများကြီးအထောက်အကူပြုစီမဲ့ device တစ်ခုဆိုတာတော့တေချာသလောက်ရှိတယ်။ဆိုတော့ဒီနေ့ကျွန်တော်တို့စီကိုရောင်းနေတဲ့ tablet ရဲ့နာမည်က Honor နဲ့ထုတ်ထားတဲ့ Honor Pad X9A ဆိုတဲ့ကောင်။ဒီကောင်က aluminum frame ကိုမှမှ back လည်းထည့်သုံးမိထားတယ်ဗျာနော်။ဆိုတော့ဗျောင်ချိုးကြီးပဲတော့လေမဟုတ်ဘူး။ tablet အကြီးကြီးခြင်ထားတယ်ဆိုပြီးတော့အရင်ကြီးလက်ထဲမှာလေးပင်ပြီးတော့မအီမတာဖြစ်ရတဲ့ခံစားချက်မျိုးကြီးဒီကောင်မှမရဘူး။ display မှန်ဆိုလို့ရှိရင်လည်းအရင်ကြီးလည်းမကြီးအရင်ကြီးလည်းမသေးတဲ့11.5 inches ကိုသုံးထားတယ် YouTube video တွေဘာတွေမှာပြင်မလား black bar တွေအများကြီးဖြစ်နေတာအကြီးဖြစ်နေတာအဲ့ဒါတွေနည်းနည်းသွားလိမ့်မယ်။အညာဘက်သုံးတဲ့အခါမှာ brightness level ကို2 nits အထိချလိုက်လို့ရတယ်ဆိုတော့ညာဘက်မင်းအိတ်ခိုင်းလို့အိတ်မယ်ဆိုလို့ရှိရင်လည်းအမှောင်ထဲမှာဖုန်းကိုသုံးတဲ့တူတွေအတွက်ဆိုရင်လည်းမျက်စိထိခိုက်တာအနည်းနဲ့အများ တက်တာစေလိမ့်မယ်ဆယ်ဖီကင်မရာတွေပါညာကလည်း zoom တက်ဖို့အတွက် online meeting တက်ဖို့အတွက်လုံလောက်တဲ့5 megapixel ကင်မရာသုံးပေးထားတယ်ဆိုတော့ performance ဘယ်လိုနေလဲ game တွေပါနေဆိုတဲ့အခါမှာပူတက်လာတာမျိုးဘာညာမျိုးမရှိဘူးကျွန်တော်တို့ဒီလို tablet မျိုးကို game ဆော့မှာမျိုးဆိုတာတက်လို့ပြောရမလဲရုံသုံး line သုံးတဲ့မလား video ကြည့်ဘာညာကြည့်အဲဒါမျိုးအတွက်ပို့ပြီးတော့အဆင်ပြေလိမ့်မယ်ပြီးတော့ဒီကောင်က LTE version ဆိုလိုချင်တာကအပြာကြီးနားမှာကပ်ပြီးတော့ပြောရတာကိုကိစ္စမရှိဘူးဆိုရင်ဒီ tablet ကို sim ကပ်ထည့်ပြီးတော့ဖုန်းမှာပြောလို့ရတယ်ဆိုတော့ဒီ Honor Pad X9A ကဘယ်သူတွေအတွက်ဖြစ်မလဲ